ားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ဆီယမောက်တိတ်ခါရဲ့ယေရှုလို့ပွက်ကြော်နဲ့အခြားဝတ္ထုတို့များတွေကဝတ္ထုတို့ခေါင်းတစ်ပုဒ်ဖြစ်တဲ့အတိုက်မတော်တသက်ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရဲ့ရှင်။နားစင်ခန်းစားပြီးကြပါအောင်ရှင်။အတိုက်မတော်တသက်ဒီနေ့ဒီကျွန်းနေအတွက်အလတ်သုံးနေတဲ့တဲ့အဖိုးဖြစ်သူအဘညာတိငါတလောက်ပိုက်မှပောက်ပြဲနေသောနေရာများကိုအိမ်ရှိမကြီးပင်အောက်တွင်ဖာထေးနေ၏။ ကျင့်နေအင်ကြီးမဘုတူးမကအဘညာကိုကူညီပြီးရှုပ်ထွေးနေသောပိုက်များကိုရှင်းလင်းပေးနေ၏မကြီးပင်အထက်မှတောကြီးကန်းတကောင်သည်ပြင်းဟိလေးတွေ့စွာတအားအားနှင့်အော်မြင်နေသည်ဟေးကျွတ်နီကျွတ်နီငါဆောင်းလိုက်မလားဟေးအိတ်ရှိမှလမ်းခေါ်လိုက်သောအတန်ကိုကြားကလေးကတက်ပူ၏အတန်မှန်ကောင်းကောင်းသိသည်ဘေးနဲ့မတိပဲနေနိုင်ပါမည်နီမွေးကလေးကအတူပေါင်းတင်လာသည့်တရက်သေးတာငေတငေချင်းတွေကို ထွေခင်းဖက်ဒုတ်ပစ်ဖက်လေးခွာပစ်ဖက်ဒါပေမဲ့ဒီကောင်နဲ့တဲပြီးအလုပ်မလုပ်ချင်းတက်ဖို့ကဘာအလုပ်ကိုမစိုးအလုံဖြစ်ကြရစမ်းအလျင်စလို့လှုပ်တတ်သည် ကြည်ပါရမနစ်ကဖြစ်သည်ကျွန်ဒီနဲ့တက်ဖို့တို့လေခွင်းနဲ့ဆင်ပြီးပစွန်လုံးရှာသွားကြသည်သူတို့အဖို့ပစွန်လုံးကိုစားကလေးနဲ့လူပြီးနီနေအောင်ကြွတ်ကြွတ်ကလေးလောလိုက်ပါကဟင်တာနက်တော့ရသည်အစာပြေလဲစားလို့ရသည်အခါတိုင်းလေထွန်ချင်းဆိုရင် ထွန်တုံးတော့ကလိုက်ယုံမြနဲ့ပဇွန်လုံးတဟင်းစာတော့အလွယ်ကလေးရသည်တပ်ပုနဲ့ကြွက်နေတို့ပဇွန်လုံးရှာသည့်အချိန်ကလေတွန်ချင်းပင်လွန်နေပြီကောက်ပင်တို့ပင်တတောင်ခန့်ရှိနေကြပြီဒီတော့ကတင်းယူပြီးမှပဇွန်လုံးတွင်းများကိုလိုက်နိုင်ယုံမြသာရှိသည်ပဇွန်လုံးတွင်းဤစစ်စာများအပေါ်မှာပဇွန်လုံးခြေရာကလေးများတွေ့သည်နှင့်တွင်းကိုတိုက်လိုက်ရင်ပဇွန်လုံးတကောင်တော့ရစမြင်းတခါတခါခြေရာပင်ကြည့်ရမလို့ ဟန်းသူရောက်မှစုတ်ခနဲပုတ်သွားသောတွင်းဝရင်ထွက်နေတတ်သည့်ပဇွန်လုံးများကလည်းအများပြားမိလိုက်သောပဇွန်လုံးသည်လက်မတကားကားပါဇက်မအမြုပ်တစီစီဖြင့်သူ့တွင်ရှိသောအင်အားရှိသည်များနှင့်ရန်သူလူသားကို ခုခံတတ်သည်မိသည့်နေရာကိုဆွဲဆွဲမြဲမြဲသူ၏လက်မဖြင့်ညက်၏ညက်မိလင်အတော်တော့နာသည်ထို့ကြောင့်ပဇွန်လုံးကိုကိုင်းနေအရှမ်းကန်၍မရလက်မနှင့်လက်ညှိုးနှစ်ခုကိုအသုံးပြုပြီး အစွန်လုံးဤလက်မနှစ်ဖက်အပေါ်ကြောခွန်ဆောင်ကိုကိုင်လင်းဒီကောင်တွေပါမှ မတတ်နိုင်တော့ပစွန်လုံးဤအောက်ပိုင်းပိုက်သားကိုလှန်လျောကြည့်လိုက်နေအထီးအမှောက်ကိုလည်းခွဲခြားသိနိုင်သည်ပစွန်လုံးတိုင်းတွင် လက်မနှစ်ခုနှင့်တစ်ဖက်လေးချောင်းစီရှိသောခြေရောက်ရှစ်ချောင်းရှိကြသည်အောက်ဆုံးခြေချောင်းဤအလေပိုက်သားတွင် အဖက်တစ်ခုရှိသည်ထို့အဖက်ကဥဝိုင်းဝိုင်းရှိနေပစွန်လုံးအမှောက်တားပေါက်လာလျင်ပစွန်လုံးကလေးများအများအပြားကို ဤအဖက်ကြားတွင်ထားသည်ရှေလျာလျာအဖျားသွေးသွေးအဖက်ဆိုရင်တော့ပစုံလုံးအထီးထို့အဖက်ကိုလံပြီးလက်မနှင့်အတွင်းကို ထိုးလိုက်လေပစုံလုံးခမားတစ်ချက်ထဲနဲ့ကိစ္စချောသည် ပစုံလုံးအမကအထီးထက်ပိုဆူသည်ပို၍စားကောင်းသည်အေးလက်လက်ဆက်ဆက်စားခြင်းတပါဆိုရင်အိမ်ရောက်မှစားရင်အရှင်လဲယူသွားခြင်းသည်လမ်းတစ်လျှောက်တွင် ပစုံလုံးက ကိုယ်ကိုယ်လဲရံမမှုစေခြင်းပါကပစုံလုံးကို ထုခတ်ထားရမည် လက်ထိတ်ခတ်ထားရမည်ပစုံလုံးကိုခတ်ရန်လက်ထိတ်တော့မလိုပါနည်းနည်းတော့ရက်စက်ရန်လိုသည်ပစုံလုံး၏အောက်ဖက်ခြေရှစ်ချောင်းအနက်ခြေနှစ်ချောင်း၏အပြားကလေးများကိုချိုးလိုက်ပါပစုံလုံး၏လက်မတွင်ညက်ရန်ပြုတ်တူခဲ့သောနှစ်ခုအနက်တစ်ခုကလှူရှားမရသောအသေးတစ်ခုက အရှင်ကကြီးခဲ့သောနှစ်ဖက်သွားပြန်တူညက်သည်မဟုတ်လှူရှား၍ရသော အရှင်တစ်ခုကလှူရှား၍မရသော အသေးဖက်က မြင်ရသောအသည့်ဖက်ကိုဖိကပ်၍ညက်ချင်းဖြစ်သည်ထိုအရှင်လှူရှားသည့်လက်မနှင့်လက်မကြီးအကြားအသားပေါ်နေသည့်အပိုင်းကြားသို့ချိုးထားသောပဇွန်လုံးခြေသေးဖျားစူးချောင်းကလေးများကဲ့သို့သောအရာကိုတက်ရှုသလိုထိုးထည့်ပြီးရှုထားလိုက်ပါကလက်မမှာညက်၍မရတော့ဒါကိုပဇွန်လုံးဖမ်းနေကြလူတိုင်းသိသည်အလွန်လဲလွယ်ကူသည့်အလုပ်ဖြစ်သည်ထိုကဲ့သို့လွယ်ကူသည့်အလုပ်ကိုပင်တက်ဖို့ကမလုပ်ချင်းပြီးကပြစ်လှုပ်ပြီးဖမ်းမိသောပဇွန်လုံးများကို အစိုးစကပုံထဲတွင် ထုတ်ထားသည်တည်းအမလေးပြအမလေးနာလွန်း၍ရှုပ်မဲ့ကအော်လိုက်သည့်တက်ပူဤအတန်ကိုကြားမှကြွက်နေကလှည့်ကြည့်လိုက်သည် လာလာလာပစုံလုံးတကောင်ကတက်ပူဤခပုံစအကြားမှထွက်ပြီးတက်ပူဤဝမ်းပိုက်ကိုအားရပါးရညှက်ထားပေးတကောဤမြဖြစ်ကြတဲ့ဆန်းလှုပ်တက်သည့်တက်ပူသူနှစ်အတူဝိုင်းပိုက်မဆွေးနေလဲကြွက်မလိုက်နေလွတ်သွားရင်တက်ပူဖက်ကဖြစ်ချောင်းဘေးတွေမေးเสียရမလို့ဟောအခုလဲ ဟေးချက်နီငါဆောင်းလိုက်မလားတဲ့တက်ပူဘသူတွေပါသလဲကွာတက်ပူကိုမြင်လင်းမြင်ချင်းကျွတ်နေကမေးလိုက်ဤတက်ပူဤလက်နှစ်ဖက်တွင်စောင်းတစ်ခုဂိုင်ထားသည်ဖဲတီတန်ချောင်းချွန်ဤနဖားပေါက်တွင်ကျွတ်တက်ပြီးတက်ပူဤခါတွင်ပတ်ထားသည်ဖဲတီတန်ချောင်းကိုတော့ပစိုးချားနေ၌ထိုးထားသည်ဤဖဲတီတန်ချောင်းနှင့်ကျိုးကဆောင်းရွက်ရသောငါးများကို တွဲချင်ရန်ဖြစ်သည် ကရိယာပစ္စည်းများကအပြည့်အစုံတက်ပူကကြွက်နေကိုပြန်ပြောလိုက်သည်ငါရဲ့ငခွေးရဲ့တောက်ထွင်းရဲ့မင်းပါဘူးဆိုရင်လေးရောက်ပေါ့ကွာဘယ်မှာသွားဆောင်ကြပါလဲဂုံမင်းကျောင်းပေးကရေကန်နေကွာဟုတ်ပြီဒီကံမှာငရံ့တော်တော်ပေါ်သည်အခြားငါများလည်းရှိသည်ဒါပေမဲ့ငရံ့ကပိုများပြီးအကောင်နဲ့ကြည်သည်ပြီးတော့ကိုရကိုယူစနစ်မို့ဖြစ်ကရစံလောက်တက်တော့တက်ပူအတွက်လဲစိုးရိမ်စရာမလိုပြီးကပြက်လောက်ရင်သူငါမရယုံသာရှိမည် ီလိုရေကမျိုးကတက်ရောက်တဲ့သွားဆောင်ရမလို့ကန်ကဂျီဘီကန်တပြင်းလုံးကဖုံးနေသည့်ကစွန်းပင် ထိကယုံပင်ဂျာပင်နဲ့ဗေဒါပင်များကိုရှင်းရအောင်မည်ရှင်းပြီးမှပေါင်လေလောက်ရေအနက်ရှိကန်အထွေမှငါးများကိုစောင်းယူရန်ဖြစ်သည်ငါးဆောင်သည်ဆိုသည်မှာကျမကြီးမှကျက်ကလေးများပေါက်လင်ဝတ်ကျင်းမှကျက်သားအုပ်မကြီးကိုထုတ်ယူပြီးခဏအုပ်ထားသည့်ဝါအုပ်ဆောင်းမျိုးဖြင့်ဖန်ဆီးခြင်းဖြစ်သည်ဆောင်းကိုဝါနှင့်ဝါမျိုးဖြင့် တလက်မခန့်အကျဲရက်လို့ရသည် အောက်ဖက်အဝမှာလက်တစ်ဖက်ခန့်ကျဲပြီးအထက်သို့တဖြည်းဖြည်းရှူး၍အထက်ဖက်အဝမှာ ထွန်ဆိုင်ခန့်ကျဲသည်အနားတလျှောက်ခိုင်ခန့်ရန်ကြိမ်ကျိုးများဖြင့်ကွတ်ထားသည်ထိုဆောင်ဖြင့်ရေထဲတွင်နေရန်အနံ့လိုက်လံအုပ်ချင်းကိုစောင်းသည်ဟုခေါ်သည်ရင်းသို့လိုက်လံအုပ်ပြီးစောင်းအတွင်း၌ငါးမိနေလေအလန့်တကြားငါးကဟိုတိုးဒီတိုး ဆောင်းကိုလိုက်တိုးလိုက်တဲ့နေ့တပြိုင်နဲ့ဆောင်းသူကငါးခေါင်းနဲ့ဆောင်းတရံထိတန်းကြောင့်ငါးမိတွေကြောင့်ကိုသိရသည်ထုံငါးကို ဆောင်းအဝါမှလက်ရှူပြီးဖမ်းရခြင်းဖြစ်သည် အများအားဖြင့်ငခုငရဲငပနဲ့ငပြေမစသည်တို့ကိုမိတက်သည်ယခုလည်းဂုံမင်းကျောင်းပေးရေကန်တို့ငါသွားဆောင်ရန်တပ်ဘူးကလူစုနေခြင်းဖြစ်သည်တပ်ဘူးသည်ကြွက်ညီကိုမခေါ်မိကြဲကငခွေးနဲ့တောက်ထုံးတို့ကိုလည်းပြောထားပြီးဖြစ်သည် ကျွက်နေသည်ပိုက်ဖာနေသောအဖိုးဖြစ်သူအဘညံအားလှမ်းကြည့်လိုက်ပြီးအဘကျွန်တော်တက်ပုနဲ့ဂုံမင်းကျောင်းကံမှာငါးဆောင်လိုက်တော့အောင်မယ်မင်းသွားရင်ဘယ်ဆောင်ကိုယူသွားမှာလဲအဘညံကမြေးဖြစ်သူကျွက်နေအားမေးလိုက်၏အနောက်ဖက်ချက်ခိုးစိန်ဘောကဆောင်ကိုယူသွားမယ်အဘအေးမင်းတို့ဆောင်မရေကန်ကငရံ့ကြီးတွေရှိတတ်တယ်ဆောင်ခိုင်ခိုင်သာယူသွားဟဲ့မွေပါကင်းပါလဲတတိနဲ့ကြည့်ကြအောင်နော်ဟုတ်တယ်ဆောင်မခိုင်၍ကျုပ်ပဲ့ပြီးငါလွတ်သွားရင်ရင်နာစရာကောင်းလှသည် ွက်နေတော့အိမ်တွင်ကြက်ကလေးများပေါက်လင်းအုပ်ရံဆောင်တစ်ခုလည်းရှိသေးသည်ထိုဆောင်ကိုအိမ်အောက်မှဆက်လုထားသော ဝရားလုံး၏အဖျားတွင်ဆွဲထားသည်ထိုဆောင်ကိုကြက်နေမယူကြက်ခိုးစင်တွင်တင်ထားသောဆောင်အစ်စ်ကိုယူသွားမည်ဤဆောင်ကိုအဘညာကိုယ်တိုင်စိတ်တိုက်ကြဝက်နဲ့ဝါဖြင့်ရက်လုထားခြင်းဖြစ်သည်ကြက်ခိုးစင်တွင် တင်ထားသည်မှာလည်းကြာလာပြီကြက်ခိုးများဖြင့်ဝါ၍ဆောင်မှာမင်းပြောင်းနေသည်ဝါကိုပိုးမဆားနိုင်အောင်ကြက်ခိုးကကာကွယ်ထားသည် ဤဆောင်မျိုးရဲရောက်တဲ့ငါပေါင်လုံးလောက်ကြီးပါစေစောင်းကိုကျိုးအောင်ဘဲသူမှမတို့နိုင်စောင်းကိုကြွက်နေကကြက်ခိုးစင်ပေါ်မှယူလိုက်၏ပြီးတော့အိမ်ကောင်းရင်ကျူထရန်တွင်ထိုးထားသောကျူတန်းလက်နှင့်ဖဲတီတချောင်းကို ဖြုတ်ယူကကျိုးကိုသူဤခါတွင်ပတ်လိုက်သည်ဖဲတီတန်းချောင်းကိုမူခါးချား၌ထိုးလိုက်၏ငါဆောင်းရင်လက်နှင့်ကရိယာပြည့်စုံပါပြီဟေးတက်ပုဟိုကောင်လျောကွာငခွေးတို့တောက်ထုံးတို့လေသူတို့တော့နေကြပြီကြွက်နေရ ကျောင်းတက်ကောင်းမှာသူတို့မင်းကိုစောက်နေမယ်လို့ပြောသွားကြတယ်။ကဲဒါဖြစ်လာကွာသွားကြမယ်။တပူနဲ့ကျွတ်နေတို့နှစ်ယောက်သားစောင်းကိုစီကိုင်းကသူတို့နေထိုင်ရာဇလုံဘက်တန်းရွာမှာကျောင်းတက်ကောင်းငခွေးတို့ရှိရာသို့သွားကြသည်။မကြီးပင်ပေါ်မှာတော်ကြီးကန်းကလည်းမပြန်သေးတအားအားနဲ့ပြင်းကြီးလေးတွယ်စွာအော်မြင်နေစေပင်ရှိသေးသည်။ကျွန်ဤတို့တငငချင်းလေးရောက်ရေခမ်းအတွင်းမှာကစွန်ပင်ထိကယုံပင် ဂျာပင်နှင့်ဗေဒပင်များကိုရှင်းလင်းပြီးပေပြီးရေကန်ဘေးတွင်စုပုံတင်ထားသောအပင်မျိုးစုံနှင့်အတူပါလာသည့်ဘိုးဘောင်ကလေးများငသေးငမွားနှင့်အစွန်စိတ်ကလေးများကိုပြိုင်အောင်တကောင်ကလိုက်လံဖမ်းယူစားနေသည်ရေပြင်တစ်ခုလုံးမှာရွှတ်နေရောင်းနောက်ကျနေ၏ရွှေဘူတန်ရှမ်းစုရွာဖက်စီမှတိမ်မေးညူညူကြီးတွေတရွေ့ရွေ့ဖြင့်အရှိဖက်သို့ရွှေလျားနေပြီမိုးတက်လေကလေးကတဖြူးဖြူးတိုက်ခတ်နေသဖြင့်သူတို့မှမောပန်းခြင်းမရှိလား ဂုံမင်းကျောင်းထမ်းပင်တော်အကြားမှဇီတီတော်သည်ဖြူခွေး၍တက်ပေလာသည်မကြာမီမိုးဖွဲကလေးများပင်တပြိုက်နှစ်ပြိုက်ရွာကောင်းရွာပေတော်မီကဲလုံငတ်စားကြရအောင်ဟဲ့ငခွေးကလမ်း၍ပြောလိုက်သည်ဘယ်ဖက်ကဆဆောင်ကြမလဲကွာတောက်ထုံးကမေးလိုက်ဤမြောက်ဖက်ကဆဆောင်ကြမေးကျွတ်နေကလမ်းပြောလိုက်ကမြောက်ဖက်ကန်အစမဆောင်းကိုစီကိုင်းကတန်းစီလိုက်ကြသည်မကြပါ ရေထဲသို့ဆောင်းအုပ်တန်းတပွမ်းပွမ်းနှင့်လုပ်ငန်းဆကြတော့သည်ဒုက္ခနေဒုက္ခနေငါတို့တန်းကျွတ်နေသည် ကမန်ဂရန်ဆောင်းအတွင်းသို့ကြီးလိုက်သည်နှကမ်းမွေးတထောင်ထောင်နှင့်ငပတ်ကြီးတကောက်ငပတ်မှာရွှွင့်နှစ်ရေများနှောက်ကြည့်ပြီးအသက်ရှူမဝသဖြင့်ရေအောက်တွင်ကြာကြာမနေနိုင်ကျွတ်နေဤဆောင်းအတွင်းရေပေါ်၌ဟူကူဒီကူဖြစ်နေသည်ကျွတ်နေသည်ဆောင်းထိတ်ဝမှလက်ရှူ၍ငပတ်ကြီးကိုအသာပင်ဖမ်းလိုက်၏ပစဟပ်ပြေဟပ်ပြေနေငပတ်ကြီးမှာ ကျွန်းနီ၏လက်ထဲတွင် တလူလူတလွန်တော်ပါလာသည်ကျွန်းနီသည်ကျန်လက်တစ်ဖက်ဖြင့်ခါးချမဖဲထီတန်ချောင်းကိုဆွဲယူလိုက်ပြီးငပတ်ကြီး၏ပဟတ်ထဲသို့ထိုးထည့်လိုက်သည်ဖဲထီတန်ချောင်းအဖျားသည်ငပတ်ပါဇက်အတွင်းမှထိုးထွက်လာသည်တန်ချောင်းကို အဖျားမှဆွဲယူလိုက်သောအခါငပတ်သည်ကျူးတည်ပြီးသားဖြစ်သွားသည်နဘတ်ကြီးမှာကျူတန်လက်နှင့်ကျွန့်နေ၏ခါတွင်ပြန်၍ပတ်ထားသောကြောင့် ကျွတ်နေ၏တင်ပါကို သူ၏အမိဖြစ်တစ်ဖက်ဖက်ရိုက်နေသည်သို့သောသူ့အတွက်လွတ်လန်းတော့မမြင်ပါမကြာမီကျွတ်နေငပြေးမှနှကောင်းငရက်တကောင်းငကုတကောင်းထပ်မံရသည်ကျွတ်နေသည်တက်ဖို့ငကွေတောက်ထုံးတို့ကိုလှမ်း၍ကြည့်လိုက်သည်သူတို့၏ခပ်ပတ်လေမှလည်းငါးမျိုးစုံစီရရည်နှင့်ဟဲ့ကောင်လာကြပါဦးကွာလာကြပါဦးတောက်ထုံး၏ငေးတန်းပါအောင်អော်လိုက်သည့်အတန်ကြောင့်ကျွတ်နေတက်ဖို့ ငခွေးတို့၃ဦးမှာမိမိတို့စောင်းများကိုရေထဲသို့ပစ်ချထားရခဲ့ပြီးတောက်ထုံအနာတို့အပြေးအလွာရောက်လာကြသည်။ဘာဖြစ်လို့လဲတောက်ထုံ။ငခွေးကလှမ်း၍မေးလိုက်သည်။နာလက်ခွန်းငကြီးစုငါကိုစူးသွားပြီကွာ။တောက်ထုံကပြန်ပြောရင်းသူ့ရဲ့ညာလက်ဝါးကိုဘယ်ဖက်လက်ဖြစ်ဖိထားသည်။ရှွတ်အလူးလူးဖြစ်ပေနေသည့်တောက်ထုံမျက်နှာမှာရှုံ့မဲ့နေသောအခါအယုတ်ဆိုးလာသည်။တပုကအဲ့ဒီငကြီးကိုမိလိုက်သေးလားကွာ။ဒီမာလေးကွာဒီမာဘာလို့မလဲ ငစုတောင်တွေအကုန်လုံးကိုချိုးပစ်ပြီးတီထားလိုက်ပြီသူ့ခါကိုညွန်ပြရင်တောက်ထုံးကရှုံ့ပဲ့ပြီးပြန်ပြောသည်တောက်ထုံး၏ခါတွင်လူးလွန်နေသောစူးတောင်များမရှိတော့သည့်ငကြီးတကောင်တောက်ထုံးသည်ဒံယံရသောလက်ဝါးကိုကျန်တဲ့တစ်ဖက်ဖြင့်ဖိထားရင်ရေကန်ပေါင်းပေါ်သို့တက်လာသည်ထို့နောက်သူ၏လက်ဝါးကိုဖြန့်ခံလိုက်သည်ကျက်နေတို့သုံးယောက်ကသူတို့၏ပဇူးကလေးများကိုအသီးသီးလှမ်းပြီးတောက်ထုံး၏လက်ဝါးဘေး၌ဝိုင်း၍ရက်လိုက်ကြသည် ကဲဟေးတေးပန်းကြတေးပန်းကျွန်းနီတက်ပူငခွေးတို့ဤချင်းငယ်ရီဒန်းကလေးများသည်တောက်ထုံးဤလက်ဝါပေါ်သို့တွန်၍ကြာလာသည် တောက်ထုံးကမယုံမရှားကြာလာသောချင်းငယ်ရီများကို လက်ဖြင့်လိုက်ခံကချင်းငယ်ရီဖြင့်ငကြီးဆူသောဒဏ်ရာကိုလက်မနှင့်ဖိပေးသည်ငကြီးစိတ်ကအတော်နာသည်တဖြင်းဖြင်းနှင့်ကြိုက်သည်အနာတိနှင့်ဆေးရှိရမည်ငကြီးစိတ်ကဘလောက်ပြင်းမစေး ချင်းငယ်ရင်နှစ်ထိလိုက်ကအစိတ်ပြေသည်ဘိုးစင်ပေါင်းဆက်ကုသခဲ့သောမိယုဖလာပွဲတွေ့ဆေးမီတူတလက်မကြမီတောက်ထုံငကြီးအစိတ်ပြေသွားသည်ဟဲ့ကောင်မင်းလောကမဆူပဲမျက်နှာဆူမိရင်တိုက်ကောင်းပါကွာတက်ပူကတောက်ထုံကိုနှောက်ပြန်လိုက်၏မင်းကြီးတော့မျက်နှာကိုငကြီးဆူမှငါ့ကိုလာခေါ်ကွာတောက်ထုံကလည်းအားချပခံပြန်ပြောလိုက်သည်မိုးဖွားကလေးများတဖွဲဖွဲကြလာ၏ပဝင်းကျင်သည်မုံမိုင်းနေသည် အေယဝရီမြစ်အနောက်ဖက်ကမ်းမှာမိုးကျူးထစ်တန်နဲ့အတူမိုးဖွဲကလေးများပို၍ပို၍ကြာလာသည်။မကြာမီမိုးရွာပေတော့မည်။ကဲဟေးကဲငါတို့ငါးပြန်ဆောင်ကြမယ်။အတော်ကြာမိုးသိပ်ရွာလာရင်တို့လေးယောက်သားငါးများဆက်၍ဆောင်ကြသည်။ရေခန့်တွင်ငကြီးငခုတို့ဤတစ်ချက်တစ်ချက်ထပြီးပွက်မှုကြောင့်ကရက်ငယ်များဝိုင်းဝိုင်းကလေးကဟိုမှဒီမှထားနေသည်။ရေကန်ပေါအဆက်မပြိုင်အောင်မှလည်းယခုတိုင်အိတ်တန်းတို့မပြတ်နိုင်သည်။ အလွန်အလုံများနေစေကျွတ်နေသည့်တစ်ချက်အဆောင်လိုက်တွင်တိတ်တိတ်ခါသွားအောင်ငါးကတိုးလိုက်သည်ဒုက္ခနဲ့ဒုက္ခနဲ့ဆောင်းကိုငါးကောင်းနဲ့တွုံးမှုကြောင့်ကျွတ်နေသည့်ဆောင်းကိုမြင်းမြဲကန်ထားရသည်ပြီးတော့ဆောင်းကိုပုံမြဲရင်ရေအောက်သို့ဖိ၍မြုပ်လိုက်သည်ဆောင်းဝမှလက်ရှူ၍ရေထဲသို့တဖြည်းဖြည်းချင်းလိုက်ဆန်း၏ဟာငါးကတကောင်နဲ့မဟုတ်နှစ်ကောင်နော်အတော်ကလေးကြီးသောငရဲ့ရင်ကြီးနှစ်ကောင်ကျွတ်နေသည့်ငရဲ့နှစ်ကောင်ကို ရွှန့်ချားမှလက်ဖဝါးနဲ့ဆမ်းမိလိုက်သည်ငရန်ကအသာငြိမ်နေ၏ဒီအတိုင်းအလောတကြီးဖမ်းလိုက်ကငါလွတ်သွားမည်လက်မောင်းခံငရန်ကြီးမို့အာတန်သည်အကြံပရန်ဖမ်း၍မရပြီးတော့ဖမ်းဆုပ်ထားဖို့ကလည်းငရန်ကိုလုံးကချောနေသည်လွတ်သွားနိုင်သည်ကျွတ်နေကငရန်ကိုရေထဲတွင်အရှင်လိုက်ဖမ်းရန်မလွယ်ပန်းသည့်သည်ဒါတော့ရေထဲမှာတွင်ဤငရန်ကိုအသေးတက်ရမည်ဂုံးပေါ်မှာလို့ ငါးခေါင်းကိုအလေးဖြစ်ထု၍နှစိမ့်တယ်လို့တက်၍မရ။ဤသို့သောအခက်ခဲမျိုးတွင်ကျွန့်ဒီတို့ကလှုပ်နေကြ။လက်တစ်ဖက်ဖြင့်ငရံ့ကိုဖော့ဖွာကလေးဖန်အုပ်လိုက်သည်။ဖြည်းဖြည်းချင်းငရံ့ဤခေါင်းအပေါ်နှင့်ဆက်ပေါ်သို့လက်တစ်ဖက်ကရောက်သွားသည့်အထိချော့၍ကင်လိုက်သည်။ငရံ့ကငြိမ်သက်မြဲငြိမ်သက်လျက်ရှိသည်။ငရဲ့ဤခေါင်းနဲ့ဇက်ကိုလှက်ဖြက်အုပ်မိတဲ့နဲ့တပြိုင်နဲ့ဖြတ်ခနဲ့ဆုပ်ကင်လိုက်ကငရဲ့ခေါင်းကိုရုတ်တရက်လန်ချိုးလိုက်တော့သည် ဤကိစ္စမှာတစ်စက္ကန့်မျှသာကြာသည်မျက်မျက်လှုပ်မှရသည်အချိန်ကြာ၍မရငရဲ့ဤခေါင်းနှစ်ကိုဆက်ဆက်မှုတွင်ပဟက်နှင့်မီးအောက်ဖက်အစွန်းကလေးနှင့်ငါးပိုက်သားအစွန်းမှာလက်တလုံးခန့်သာဆက်နေသည်ထိုနေရာကိုပြုတ်သွားအောင် ပြက်သွားအောင်တနည်းအားဖြင့်ခေါင်းနှစ်ကိုအိုးစားကွဲသွားအောင်လှုပ်သည့်လွယ်ကူသည့်အလုံမှာငရဲ့ခေါင်းကိုလမ်းချိုးခြင်းပင်ဖြစ်သည်တခြားနည်းလမ်းမရှိနီးသည့်တော်လဲအလွယ်ကလေး ငရက်မှာတွန့်တွန့်လူယုံကန်ရင်ခေါင်းအောက်ပိုင်းပြတ်သွားသည်ငရက်ဤသွေးများမှာရေပေါ်သို့ရဲခနဲတက်လာသည်ကျွတ်နေငရက်တကောင်ကိုအသေးရလိုက်ပါပြီငရက်ကို ဖဲထီတန်ချောင်းမှတစင်ကျိုးဖြစ်လဲတည်ပြီးပါပြီငရက်တကောင်ကိုဖမ်းရန်ကြံသေးသည်ဟာဒီငရက်ကပထမမိလိုက်တဲ့ငါထက်ကြီးသည်ပို့၍တတိထားပြီးခြံရမည်ငါးခေါင်းကိုအသာဆန်းလိုက်၏ဒီငရက်ကပထမငရက်ကဲ့သို့အငိမ့်မနေ့ ဆောင်းအတွင်ပြောင်းဆန်အောင်ရုန်းကန်လိုက်၍ရေမှပွက်ပွက်ထသွားသည်ငရဲ့ဘေးရောက်သွားသည်မသိဆောင်းအတွင်လက်နေမွေးလိုက်သည်ဟောငါကဘယ်မှမှရှာမတွေ့တော့ဆောင်းကိုဖောက်ရတော့ဒီငရဲ့ကမပြေးနိုင်ကျွတ်နေစိတ်မကြေးပြန်ဆန်းသည်သို့တော့ငရဲ့ကိုမတွေ့တော့ညီရှူး၍မိုးပြန်သည်ငရဲ့တော့မဟုတ်တန်ရသို့တော့လက်တွေကငရဲ့ကိုဆောင်းအတွင်ဘယ်မှမှရှာမတွေ့တော့ပြောက်ချက်သားကောင်းလာသည်ဟောတွေ့ပြီ ငရက်ဤလှုပ်ပေါက်စောင်းမှာရေထဲမှာဘလို့ပင်ဖိထားဖိထားနှုံအကြားတွင်နှစ်မြုပ်နေသောအုတ်ခဲကျူးတစ်ခုအပေါ်တွင်စောင်းဤနှကန်းတစ်ဖက်ကတင်နေသည်စောင်းမှာဤနေရာမှာ အုတ်ခဲပေါ် တင်နေမှုကြောင့်ဟာနေသည်ဤနေရာမှာပင်ငရက်ကြီးလွမြောက်သွားပါပြီကောကြီးတဲ့ငရက်ကြီးမှလှွတ်တက်ပါလေကျွန်နေသည်တစ်ချက်ချင်းွားလိုက်ပြီးဟေးတက်ဖို့ငခွေတောက်ထုံးတော့ငါဆောင်တွေကငရံကြီးလွတ်သွားပြီ နေတဲ့ငါးကြီးမဟုတ်ဘူးကွာအနည်းဆုံး90တားလောက်ရှိမယ်ဒီနေရာမှာကွာဝိုင်းပြီးလိုက်ဆောင်ကြဟေ့ကျွန်းနေကအော်လိုက်စင်ပင်သူတို့ဝိုင်းလာကြသည်ခိုးနေရဒီနေရာမြက်မြက်လှဲ့၍ဆောင်ကြအောက်ကြသည်ငရဲ့ကြီးကတော့လှုပ်မြင်းလှုပ်နေသည်သူတို့ကလည်းအားမလျှော့ဟေးမိပြီကွာမိပြီတက်ပူဤအားရဝမ်းသာအော်လိုက်သည့်အသံတက်ပူသည်ဆောင်းအတွင်းသို့လက်ရှူကဖမ်းလိုက်သည်သူတို့မျောမှန်းထားသည့်ငရဲ့ကြီးတော့မဟုတ် စူးတောင်တကားကားနဲ့ငပြေးမကြီးတကောင်ငရဲ့ကြီးလက်မိနေတယ်ကွာဒီငါးကအစ်စ်ပေါ့ကွာအာရဝမ်းသာပြင်တပူကလမ်းပြောလိုက်သည်ထို့နောက်ဖမ်းမိသောငပြေးမကို ကျိုးနေမသိပါဆက်ဖြစ်ဖမ်းကိုက်လိုက်ပြီးငရဲ့ကိုဖမ်းရန်ဆောင်းအဝတ်သို့လက်ရှူလိုက်ပြန်ပြီဟေးတပူမင်းငရဲ့ဘဲမှမပြေးနိုင်ပါဘူးငပြေးမကိုကျိုးအရင်တီလိုက်ကွာငခွေးကစိုးရင်တကြီးလမ်းပြောလိုက်သည်တပူကငခွေးပြောသည်ကိုမကြား၍ပင်လော့ ဂိယုမဆိုင်၍ပင်လောမသိငရဲ့ကြီးကိုသာခေါင်းငုပ်ပြီးဖမ်းမြေဖမ်းနေသည်တိတ်တော့မကြလာပါအာအော်ဒန်တစ်ချက်သာတက်ဖို့ထမကြားလိုက်ရသည်တက်ဖို့သည်ငါဖမ်းနေရမှရုတ်တရက်အနောက်သို့လန်ကျသွားသည်သူနှင့်အတူဆောင်းမှလည်းမြောက်တက်လာသည်ငရဲ့ကြီးလွတ်သွားပြန်ချီပြီတက်ဖို့ကြိုက်ထားသောငပြေမှမှတက်ဖို့ပါဇက်အတွင်းသို့ဝင်သွားပြီးအမြင့်မြသာမြင်ရတော့သည် ငပြေမမတက်ပုသွားဖြင့်ကြိုက်ထားရမှလှက်သွားပြီးတက်ပုဤပါဇက်အတွင်းသို့တုံးဝင်နေပါပကုန်။ဟဲ့ကောင်တွေလာကြလာကြတက်ပုအောက်ကောင်တွေကငပြေမဝင်သွားပြီကွာ။ကျွတ်နေကစိုးရင်ကြီးလမ်းပေါ်လိုက်သည်။ငခွေးနဲ့တောက်ထုံးတို့ပြေးလာကြသည်။ကျွတ်နေကငပြေမဤအမီးကိုဆွဲပြီးပြန်ထုတ်သည်။သူက သူ့ဤကြိုးစားမှုသည်အလဟတ်တမ်းများသာတက်ပုဤမျက်လုံးအစုံမှပြူလာသည်။မျက်နှာမှညိုမဲလာသည်။လေပင်ကြောကြီးများ ထောင်လာသည်။ ငပြေးမကတဖြည်းဖြည်းတက်ပူဤလေချောင်းအတွင်းသို့တိုးဝင်နေသည်လာဟေးစကားကြီးစေကောက်ကိုအမြန်ဆုံးတည်သွားကြမယ်တက်ပူကိုသူတို့သုံးယောက်တလဲစီကြိုးပိုးပြီးစကားကြီးစေခန့်သို့အချိန်မီကုသရန်သေးဆောင်သွားကြ၏ရေကန်အတွင်းမှသူတို့ဤဆောင်းများမှမူပလက်လန်၍ကြံရစ်ခဲ့ကြသည်တက်ပူရေတိမ်နှစ်ခဲရချီပြီဘာမဟုတ်သည့်ငပြေးမတကောင်ကြောင့်အသက်ဆုံးရသည် စကားကြီးစီခန်းသို့ရောက်သောအခါတပ်ပု၏ကိုကာရတာပါလာတော့သည် အသက်တော်ပါမလာတော့ပါငပြေမှသည်တပ်ပု၏အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့ပစ်လိုက်ပါခြင်းပြီတပ်ပု၏အပြစ်လည်းပါသည် သူ၏ဖြစ်ကတဲ့ဆန်းအလျင်စလိုလှုပ်တတ်သောအချင်းကသူ၏အသက်ကိုတတ်ခေခြင်းဖြစ်ပါသည်ဒီငပြေမှကိုကျူးဖြစ်သေးလိုက်ပါလင်ဤအဖြစ်ဆုံးမျိုးကိုတွေ့ရမည်မဟုတ်ငရဲ့ကြီးလဲတပ်ပု၏ဆောင်းအတွင်မှမလွတ်နိုင် တက်ပူဤအိမ်ဖက်စီမှကြီးစီတန်းကိုကြားလိုက်ရသည်တက်ပူဤဇာပနာကိုယနေ့တုတ်တန်ပို့ရမည်အသက်ငယ်ငယ်ရွယ်ရွယ်မိစားမကုံစီမခန့်မီတက်ပူသေးရသည်တက်ပူဤမိခင် မချစ်တင်ကဲအော်၍ငိုလိုက်တန်းကို စိတ်မချမ်းမသာကြားရသည်ရှေးကလူကြီးသူမများပြောသောစကားများကတော့အသွားမတော်တလန်းအစားမတော်တလုံးယခုတက်ပူအဖို့မှမူ သူဤဖြစ်ကထဆန်းအလျင်စလိုလှုပ်တက်သောအချင်းချောင်းအကိုက်မတော်တသက်ရှမဝါရုပ်ဆောင်မဂဇင်း1980အစမှုချေလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတို့တယောက်ချင်းကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်မှလည်းအခန်းစစ်တွေကိုဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်နားဆင်စောင့်မျှော်ခန်းစားပေးကြပါဦးနော်။